အားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ Telegram Wallet မှာ feature update တွေပါလာတော့မယ်ဆိုတဲ့သတင်းနဲ့အတူ Finance UI ကို trend ဝယ်မှာမဟုတ်ကြောင်းစီစီညင်းဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မြန်မာကတော့စီစီတင်ဆက်သူကီကီပါ ထမအဆုံးသတင်းတော့အနေနဲ့ Telegram Wallet မှာ feature အတိတ်တွေပါလာတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Telegram ရဲ့ Bitcoin Wallet ထဲမှာ cryptocurrency ပေါင်းအနည်းဆုံး50ခုအထိ list လုပ်သွားဖို့ရှိနေပြီ။ USDT လိုမျိုး asset တွေအတွက်အတိုးယူလို့ရနိုင်မယ်။ရေး program တွေလည်းပါလာမှာဖြစ်ကြောင်းသိရပါတယ်။ဒီ open network ecosystem ထဲမှာ အကြီးဆုံး venture builder ဖြစ်တဲ့ TOB the open platform ဟာဒီ wallet feature တွေကိုတောင်းယူစီမံခန့်ခွဲနေတာဖြစ်ပြီး အခုအတိတ်ထွက်လာမဲ့ wallet feature update မှာ ETH နဲ့ XRP တို့အပါအဝင် Doge နဲ့ PP တို့ကိုပါ list သွားမှာဖြစ်တယ်လို့ဒွန်းနောက်နဲ့ USDT တို့ကလည်းအတိုးယူလို့ရနိုင်မဲ့ and feature တွေကိုလည်းမိတ်ဆက်သွားမှာပါဒီ update ရဲ့ကနေဦးအစင်မှာတော့တွန်ချင်းပေါ်မှာတိစောက်ထားတာမဟုတ်တဲ့ token တွေကို on chain deposit တွေ withdraw တွေမလုပ်ဘဲအကြောင်းအဝယ်လုပ်တာကင်ထားတာတွေလုပ်လို့ရနိုင်မှာဖြစ်ပေမဲ့တခြား wallet တွေနဲ့ exchange တွေစီကိုလွှဲထုတ်လို့မရနိုင်ပါဘူး ဒါပေမဲ့လည်းလောလောဆယ်မှာ wallet update update ထွက်လာဖို့နှစ်လလောက်ကြာအောင်မှဖြစ်တယ်လို့ list လောက်သွားမဲ့ token စရင်းကိုလည်းအပြောင်းလဲလောက်သွားမှဖြစ်ကြောင်း wallet ရဲ့ပြောရေးဆိုခွင့်ရှိသူကဆိုထားပါတယ်။ဒီ wallet update ဟာ token ecosystem ကြီးတစ်ခုလုံးကိုအဓိကထားပြီး develop လုပ်ထားတဲ့ update တစ်ခုဖြစ်တယ်လို့တခြား chain တွေပေါ်က accept တွေကိုလည်းတင်ထားလို့ရနိုင်အောင်ဖန်တီးပေးထားတာဖြစ်လို့ token တွေအပေါ်အကျိုးသက်ရောက်မှုရှိကောင်းရှိလာနိုင်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Finance US ကိုထောင်းဝယ်မှာမဟုတ်ကြောင်းစီစီညင်းဆိုးဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Finance US ကို Donald Trump မိသားစုဝယ်မယ်ဆိုတဲ့အကြောင်းကို Finance CEO ဟောင်းစီစီကညင်းဆိုးလိုက်ပါတယ်။ဒေါ်လန်ထရမ့်မိသားစုဟာ Finance US ကိုပိုင်ဝယ်ယူဖို့ဒါမှမဟုတ်ရှယ်ယာရှင်အဖြစ်ပါဝင်ဖို့ဆွေးနွေးမှုတွေရှိနေတယ်လို့ Finance CEO ဟောင်းစီစီဟာလည်းဒေါ်လန်ထရစီကလူငင်းချမ်းသာ권တောင်းဆိုထားကြောင်း ပေါ်ချိတ်ချာနယ်မှာဖော်ပြထားခဲ့တာပါ။ဒါပေမဲ့ CC ကတော့ဒီသတင်းတွေဟာမမှန်ကန်ကြောင်းညင်းဆိုလိုက်ပြီး Wall Street Channel ရဲ့ဆောင်းပါးမှာတမရနဲ့ Crypto ကြားကြံတိုက်ပေးတယ်လို့ဖြစ်နေပြီး Final Letter က Crypto နဲ့တိုက်ပွဲဖြစ်ခဲ့တဲ့အကြိမ်ကြံတွေဟာအခုချိန်ထိရှိနေသေးကြောင်းဆိုထားပါတယ်။ CC ဟာဒူပိုင်နဲ့ Finance အချိန်မှာငွေကြေးခွာချမှုတိုက်ဖြတ်ဖို့ပြက်ကွက်ခဲ့ကြောင်းဝန်ခံခဲ့ပြီး US မှာထောင်လေးလချခံခဲ့ရပြီးနောက် Binance မှာလည်းအရေးပါအရာရောက်တဲ့စီမံခန့်ခွဲမှုပိုင်းတွေမှာပါဝင်ခွင့်မရှိတော့ကြောင်း US တရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။အခုလုံငင်းချက်နာခွင့်တောင်းဆိုထားတာရသွားတယ်ဆိုရင်တော့ Finance မှာ CG ကို CEO အနေနဲ့ပြန်တွေ့ကောင်းတွေ့လာရနိုင်ပါတယ်။ ဒါပြင် Finance US မှာ Donald Trump နဲ့ပတ်ဝန်းပတ်သက်မှုရှိလာပြီးဆိုရင် Finance US က US အခြေစိုက်အခြေအနေနဲ့ပြန်ရှင်းလာနိုင်ပြီးအပြန်အဆိုင်တွေပြန်ကြံလာနိုင်ပါတယ်။ဒါပေမဲ့ CC ကတော့ဒီသတင်းတွေဟာမဟုတ်မှန်ကြောင်းညှင်းဆိုထားတာကြောင့်ပွဲကြီးပွဲကောင်းတွေကြည့်ရမယ့်အခွင့်အရေးတွေလွတ်သွားတာပါပဲ။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းတော်နေ့လေးဖြစ်ပါစေရှင်။